မာနာတိတ်ကောင်တင်မင်းသားလင်းဘရိတ်မြန်အောင်မင်းသားများမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လည်ချိုလိုက်ပါရင်အလန်ဂျန်တို့ကာနာချိုဟာခရစ်စတီယာနိုရော်နယ်ဒိုကိုဆန်ထားပေမဲ့နှိမ့်ချတက်မှုကိုတော့မတင်ယူခဲ့ပဲမာနာကထိတ်တန်းရောက်နေခဲ့ပါရင်အခုလည်းကာနာချိုကမာနာကိုရှေ့တန်းတင်ပြီးအသင်းရဲ့ပရိသတ်အပေါ်မလေးမစားပြုလုပ်လာခဲ့ပြပါပြီအလန်ဂျန်တို့ကာနာချိုဟာအိုင်မီစာကအားလဲရဲ့အပန်းပြေခီကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာပြန်လည်မျှဝေလာတဲ့အခါမန်ချက်စတာနိုင်တဲ့ပရိသတ်တွေကအားရပါရဝိုင်းတမနေကြပါရင် ခန္ဓာချိုကသူ့ရဲ့ Instagram မှာအားလည်းရဲ့တက်ပုံတချို့ကိုပြန်လည်မျှဝေလာခဲ့ပါတယ်ဒီထဲမှာခန္ဓာချိုက Marker Ruff ရဲ့ Instant Villa Jersey ကိုဝတ်ဆင်ထားတဲ့ပုံလည်းပါလာခဲ့ပါတယ် Man United Academy ထွက်တယောက်ဖြစ်တဲ့ Ruff ကပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်ကို Man United ကနေထွက်ခွာပြီး Instant Villa မှာအငှားထွက်ကစားခဲ့ပါတယ် Ruff ဟာ Villa မှာကိုယ့်ကိုပြန်လည်ရှာတွေ့ခဲ့ပြီးအင်္ဂလန်အသင်းရဲ့ပြန်လည်ခေါ်ယူရွေးချယ်ခြင်းကိုတော့ခံလိုက်ရတဲ့အထိပြန်လည်တိုးတက်လာခဲ့ပါတယ် ရဖိုးနဲ့ကာနာချိုတို့ကတူညီတဲ့နောက်ခံဇလန်းကိုစီရှိကြပါရင်အကယ်ဒမီထွက်လေးတွေကနီးပြရိုဘင်အင်မော်ရင်ရောက်လာခတဲ့ကအဆင်ပြေဖြစ်နေကြပြီးဆက်ဆံရေးကလည်းအတော်လေးကိုဆွေးနွေးခဲ့ကြပါရင်အင်မော်ရင်ကလည်းနေအောင်လုံးကိုသူ့အသင်းမှာထပ်ပြီးအသုံးမပြုတော့ဘဲအရန်ခုံကိုပို့ထားခဲ့ပါရင်အခုလိုချင်းချင်းရိုင်းမင်းနေကြခြင်းရဖိုးရဲ့ဗီလာရဲ့ဂျာစီကိုကာနာချိုဝိတ်ဆင်လိုက်တာဟာအင်မော်ရင်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်လိုက်တာဖြစ်ပြီးရဖိုးဘက်ကလည်းရက်တီလိုက်တာလည်းဖြစ်ပါရင်ဒီပေါ်ဆက်အောင်မှာ refo ကလည်း my brother ဆိုတာကိုအသေးပုံ emoji နဲ့အတူလာမှတ်ထားပါသေးတယ်။ဒါကအသေးပုံနှစ်ယောက်ကြားကတန်ရုံးစင်ဆိုပေမဲ့ Manchester United ရ နေအတွက်ကတော့ပျော်စရာကောင်းတဲ့အကြောင်းအရာတစ်ခုမဟုတ်ပါဘူး။သူတို့ကကာနာချိုရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးပြုလုပ်လာကြပါရင်ပြည်သက်တယောက်ကကာနာချိုဟာသူဘာကြောင့်အသင်းကနေထွက်တဲ့နာလဲဆိုတာတက်တင်ပြလိုက်သလိုပဲလို့ပြောထားရင်ကာနာချိုရဲ့အတ္တမာနကလည်းသူ့အရေးချင်းထက်ကြီးနေကြောင်းဝေဖန်ထားပါရင်နောက်ထပ်ပြည်သက်တယောက်ကတော့ Red Four ရောကာနာချိုဟာအသင်းပေါ်မလေးမစားကြောင်းဝေဖန်လာခဲ့ပြီးဂျေရန်ဆန်ချိုရဲ့လွှမ်းမိုးမှုကဆိုးရွားလွန်းကြောင်းပြောခဲ့ပါရင် ယူနိုက်တက်ပရိသတ်တွေကတော့ဒီလိုပြုမျိုးမျိုးရှိတဲ့ကာနာချိုကိုခုကတည်းကအတင်းကနေနှုတ်ဆက်လိုက်စီချင်နေပါတယ်။တချို့ကလည်းကာနာချိုကဗီလာချာကြီးဝတ်ပြီးဘာလို့ချင်နေတာလဲဆိုတာသိချင်နေကြရင်ထူးဆန်းတယ်လို့သုံးသပ်နေကြပါတယ်။ဒါကြောင့်လည်းအတင်းဘက်ကကာနာချိုကိုရတဲ့စီနဲ့ရောင်းလိုက်ဖို့ကိုပဲတောင်းဆိုနေကြပါတယ်။ရဖိုအာမန်ချက်စတာယူနိုက်တက်မှာအနာဂတ်မရှိတော့တာသေချာနေပေမဲ့ဗီလာကိုမပြောင်းရွှေ့ပြည့်တဲ့နောက်ပိုင်းရဖိုကဘယ်အသင်းကိုပြောင်းမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ရဖိုကတော့ဘိုင်ဆိုနာကိုပြောင်းချင်နေတာဆိုပေမဲ့ဘိုင်ဆိုနာကသူတို့ရဲ့ထိတ်တန်းတောင်းပန် ကစားမပြတ်မဲ့နေကောဝီလီယံနဲ့ချောင်းနဲ့သဘောတူညီမူဆာချုပ်ရရှိဖို့အတွက် ပုဂ္ဂိုလ်ရင်းရသဘောတူညီချက်ရရှိထားပါပြီ။ဒီတော့ Redfoo ကိုထပ်ပြီးခေါ်ယူဖို့ဆိုတာကမဖြစ်နိုင်သလောက်ပါပဲ။ကာနာချိုကိုတော့ Emoring က Rio Bailing Final တော်လှန်ရေးကိုရှုံးနေအပြီးမှအသင်းသင်းရှာထားဖို့အပြည့်ပြောထားပါရင်ဒါပေမဲ့ Emoring ကကာနာချိုကိုခေါ်မဲ့အသင်းရှင်ကံကောင်းလို့လည်းကြိမ်းဝါထားပါသေးတယ်။ Manchester United ဟာကာနာချိုအတွက်ပေါင်သန်း80လောက်အထိပြောင်းရွှေ့ခြင်းရယူခြင်းနေပြီးဥရောပတခွင်ကအသင်းကြီးတွေဖြစ်ကြတဲ့ Chelsea, Aston Villa, Napoli နဲ့ Leverkusen တို့ကစိတ်ဝင်စားနေကြပါရင် Emoring ကသူ့ရဲ့အသင်းကိုနေရာဒီမှာအသစ်ပြန်လဲတည်ဆောက်ဖို့ရှိနေပြီးဒီရက်အတွက်ပထမဆုံးကစားသမားဖြစ်ဝူတိုင်းစစ်မှုမာတီယက ုညာကိုခေါ်ယူထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီလောင်းနဲ့မလုံလောင်သေးတဲ့အင်မော်ရင်အတွက်နောက်ထပ်ကစားမအသစ်တွေထပ်ပြီးခေါ်ယူသွားဖို့လိုအပ်နေပါသေးတယ်။အင်မော်ရင်ကဂါနာချိုနဲ့ရော့ဖို့ပြင်ဆန်ချိုနဲ့အန်တိုနီတို့ကိုပါရောင်းချသွားမှာဖြစ်ပြီးအသင်းကြီးလူစင်းကနေလည်းဖယ်ရှားလိုက်ပါတယ်။ဒီတော့အင်မော်ရင်ကယာတီချိုအမေရိကချိုကိုဒီလေးရောက်မပါဘဲထွက်ခွာမှာဖြစ်ပြီးသူတို့လေးရောက်တာနေရာဒီမှာရောင်းမထွက်ဘူးဆိုရင်တော့ကာရင်တန်မှာတီးကြားလေးချင်ရင်ပဲလုံဆောင်နိုင်တော့မှာလို့သိရပါတယ်။ဒီတော့အင်မော်ရင်နေနဲ့သူလိုရှိတဲ့ကစားမတွေကိုခေါ်ယူနိုင်ဖို့မလို့အက်တော့တဲ့ကစားမတွေကိုအရင်ရောင်းချသွားဖို့လိုအပ်နေပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ